ငါဖယားဒိဋ္ဌံပြီးတော့လွတ်လိုက်တဲ့အဲ့ဒီမြားသပိတ်ကိုယူနိုင်တဲ့ယဟန်ရှိရင်နောက်ကနေလိုက်ယူကြစေလို့မိန့်တော်မူလိုက်တာတန်ခါအပါ80တပါးမှတုတ်တုတ်မလုတော့ဘုရားနာမသတင်းသုံးနေတဲ့သင်္ဃာတော်80တပါးမှသပိတ်နောက်ကိုမလိုက်ကြအဲ့ဒီတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကအသိတယဟန်ကိုခေါ်ပြီးတော့ चित्त အသိတ ငါဘုရားဒိဋ္ဌံပြီးတော့လွတ်လိုက်တယ်များသပိတ်ကြီးကစัจ java လာ အနန္တကိုရောက်သွားပြီအဲ့ဒါချက်သန်းသွားပြီးတော့ယူခဲ့ပါလို့ဘုရားရှင်ကိုတော်မြတ်ကမိန့်တော်မူတော့အဲ့ဒီအသီတယဟဟမြတ်စွာဘုရားကိုရိုသေသွားရှ िख ိုးပြီးတော့ကောင်းငင်ကိုပြန်တက်သွားတာဘေးသားရဲ့9မိနစ်မကြာဘူးချက်ချင်းအဲ့ဒီသပိတ်ပြန်ရောက်လာလက်ထက်မှာပါလာတယ်မြတ်စွာဘုရားရှင်ကိုတော်မြတ်လက်တော်တွေကို မြတ်သမိတ်တော်ဆက်ကလူတန်းတော့မှာအဇိတာယဟန်ကိုဘေးအတန်ဃာတွေကစိတ်ဝင်စားလာတယ်ဟာဒီကိုတော့အညတရယဟန်တပန်းလို့အောင်းမိနေတာဒီကိုတော့ဟာအညတရယဟန်မှမဟုတ်ပဲနေဇံရထားတဲ့ယဟန်ပဲအဲ့တော့အဇိတာယဟန်ကဘသူရဲ့သားတော်ဆိုရင်ခွင်းတို့ပိဋကတ်အဇတတမင်းနဲ့ ကင်စနဒေဝီတို့ရဲ့သားတော်တဲ့အစံတတရဲ့သားတဲ့ဘုရဲ့သားလဲသေပိတာရမင်းကြီးရဲ့မြေးတော်ပဲစိတယဟန်ကအဲ့ဒါအဇတတဟာဖခင်ပေမိတာရမင်းကြီးကိုတတ်ပြီးတဲ့နောက်မှာအဇတတတံဝေကနေရပြီးတော့ငါကြည်ညိုရတယ်ဖခင်ရဲ့အမွေဆက်ခံဖို့လို့ အဖေကိုတတ်ပြီးတော့ကောင်းစွာနောင်တရေရလို့မြတ်စွာဘုရားထံကိုသွားလို့တာမညာဖလာတုတ်တန်ကြီးနာကြတဲ့တောင်ပုံးလာပြီနေမှာအဲ့ဒီကစားပြီးတော့မြတ်စွာဘုရားကိုကြည်ညိုလိုက်တာမပြောနဲ့ဒါပေမဲ့လို့သူကိုယ်တိုင်သာသနာတော်ထဲဝင်လို့မရဘူးဘုန်းကြီးတို့သာသနာတော်ကိုရှင်ဟန်းဘုရားနဲ့ဝင်မယ်ဆိုရင်အမေတတ်ထားတဲ့ပုဂ္ဂိုလ်မဖြစ်ရဘူးတဲ့အမေတတ်ထားတဲ့ပုဂ္ဂိုလ်ဆိုရင်သာသနာတော်ဝင်မပေးဘူးမတုခါတဲ့ကပိတုခါတဲ့ကအဖေတတ်ထားတဲ့ပုဂ္ဂိုလ်လည်းမဖြစ်ရဘူးတဲ့ မတုကာရကပိတုကာရကအရဟန္တာကာရကယဟန္တာကိုတတ်ထားတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းကိုရင်ကဥစဉ်ကလုံးဝဝဲလို့မရတော့ဘူးခွင့်မပေးဘူးမြတ်စွာဘုရားကနောက်တဲ့ကလောဟိတုပ္ပါရကမြတ်စွာဘုရားကိုတွေးထွက်အောင်မြတ်စွာဘုရားခန္ဓာကိုယ်ကတွေးထွက်အောင်ဘုရားကိုလှုပ်ကြံမှုရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ကိုရှင်ဟံပြုတ်ကမပေးဘူးမြတ်စွာဘုရားကတန်ခဗေဒကတန်ခါရီအသိခွဲတဲ့ပုဂ္ဂိုလ်ဆိုရင်လည်းပဲသင်္ကန်းဝတ်ခွင့်မပေးဘူးဆိုတော့အဇတတကအဖေကိုတတ်ထားတဲ့ကံကြီးရှိလို့သူသင်္ကန်းဝတ်ချင်တော့လည်းပဲ အတတတ္တိဘိန်းတို့ပြေးတိုင်းသင်္ကဝတ်ခွင့်မရရှာသွားပါဘူး။ဒါကြောင့်မို့လို့ငါကြည်ညိုရတဲ့ဖခင်ငါသာသနာတော်ကြည်ညိုရတဲ့သာသနာမှာအမွေဆက်ခံဖို့ဆိုပြီးတော့အဲ့ဒီသားတော်အသီတမင်းသား16နှစ်သားအရွယ်မှာဘိန်းတို့ပြေးတိုင်းမင်းသား900အချံရံပြီးတော့အဇတတကသူ့သားလေးကိုသင်္ကဝတ်ထားပေးတာအသီတတဲ့ဘယ်သူလဲလဲအေးအသီတယဟန်းရဲ့ဘဝဇလန်းကအဲ့ဒါပဲပြေးတိုင်း အဲ့ဒီတော့အဲ့ဒီသင်္ကန်းကိုလှူတဲ့ပွဲမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကခြေသားတို့တဲ့မိတွေတော်ဂေါရမီကြီးဆွေသင်္ကန်းလှူတာကိုအဇိတယဟန်အလူထက်ခံတော့ကမင်းတို့အဇိတယဟန်ကိုအထင်သေးကြတယ်အေးအဇိတယဟန်ဟာတိမ်ဖုံးနေတဲ့နေမင်းနဲ့တူတယ် ပြဖုံးနေတဲ့မိခဲနဲ့တူတယ်မြေမုံနေဖုံးနေတဲ့ဗရမယရဏနဲ့တူတယ်မြေကြီးထဲမှာမြုံနေတဲ့ရွှေအိုးနဲ့တူတယ်ပွင့်လူလူဘရုံမာကြားနဲ့တူတယ်ယူကံတို့တောင်းတဲ့နေတဲ့နေလွန့်လင်နဲ့တူတယ်ဖျားဖြစ်ဖို့ရာမျိုးစေးနဲ့တူတယ်ပါရမီဖြည့်ပြီးတော့ဖျားအလောင်းဖြစ်တော်မူတယ်နောင်သောအခါမှာဗဒ္ဒကကဘာမှာ ပွင့်တော်မူမဲ့နောက်ဆုံးဗုဒ္ဓအရင်မေတ္တရာဘုရားဖြစ်ပါတယ်လို့ဘဂဝါဘုံတော်၆ဆူအောင်လံသူဖြစ်တော်မူသောဘုရားရှင် ကိုရောမြတ်ကအဝဆောင်ကရုဏာရှိထားမေတ္တာအပြင်မိန်ကြားတော်မူလိုက်ပါပေသတည်း